မနက်စံခွန်နီချီဝါဂျပန်မြန်မာလင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ and to kanji master 42ရဲ့မြောက်ကိုဆက်သွားကြမယ်ပါဝင်မဲ့ခန်းကြီးလေးရတော့အောက်မှာပေါ်ပြထားတဲ့ခန်းကြီးလေးပါဝင်မှာဖြစ်တယ်အသေးစိတ်တစ်ခုချင်းစီကိုနောက်မှဆက်ကြည့်ကြမယ်နော် ဟုတ်ပြီအဲ့ဒါဆိုရင်125လုံးမြောက်ခန်းကြီးလေးပါခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွံ့ယော်မိနဲ့ဥံ့ယော်မိကိုအရင်ကြည့်ကြမယ်ဒီလိုကြည့်ရင်တော့ရှုပ်နေနောက်ကျရင်ဘလို့ရှင်းရှင်းလေးရှိလဲဆိုတော့တစ်ချက်ပြောပြမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်သူ့ရဲ့ခွံ့ယော်မိအနေနဲ့ကဂျာတော့ယာရှိနာဥဆိုရဲကျွေးမွေးပြုစုရဲဆိုရဲအဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့သူ့ရဲ့ဥံ့ယော်မိအနေနဲ့ကယောအဲ့ယောလေးကိုဘယ်နေရာမှာသုံးလဲအေယောဆိုပြီးတော့သုံးတဲ့အာဟာရဗာလဲအေယောဆိုတာကအာဟာရဖြစ်တဲ့ မေခွန်ဟောင်းနေမှာအမြဲတမ်းပါတယ်လို့ဆောင်းမွေးပွဲမှာအမြဲတမ်းမီးတက်တာဖြစ်တဲ့အတွက်မဖြစ်မနေချက်ကိုချက်ထားရမယ်ခန်းကြီးเนาะအေယောကဟုတ်ပြီအဲ့ဒါဆိုရင်ဒီ125လုံးမြောက်ခန်းကြီးလေးပေါ့เนาะဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲမှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရဒီအပေါ်ပိုင်းเนี่ยပါလေဟီဆူကြီးဆိုရဲတိုးနဲ့တိုးခန်းကြီးလေးဖြစ်ပြီးတော့ဒီအောက်ကအပိုင်းเนี่ยမိနဆန်တို့တီးပြီးသားဒီအပိုင်းလေးကတော့ထာဘဲဒူဆိုရဲခန်းကြီးလေးအဲ့တော့ဗာလေဟီဆူကြီးရဲ့အာတာဘဲဒူရဲ့ တိုးကိုစားဖို့အတွက်ယာရှိနာကိုကျွေးမွေးပြုစုတယ်လို့မှတ်ထားလိုက်မယ်ပါလေတိုးကိုစားဖို့ကျွေးမွေးပြုစုထားတယ်တူကိုနောက်ပိုင်းဆိုရင်စားဖို့သူကပါလဲကျွေးမွေးပြုစုထားရလို့မှတ်လိုက်မယ်ဆိုရင်ပါလဲဆိုတော့ဟီစုကြည်ရဲ့သာဘဲတူရဲ့ပြီးတော့ကြတော့စားဖို့အတွက်ရရှိနာကိုကျွေးမွေးပြုစုထားရဲဆိုပြီးမှတ်လို့ရတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်125လောက်မြောက်ခန်းကြီးလေးကပါလဲရရှိနာကိုကျွေးမွေးပြုစု တွင်ဝပြုစုသည်ယောဆိုရင်ပါလဲအေယောအဟာရဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်126လုံးမြောက်ခန်းကြီးကိုဆက်ကြည့်ကြမယ် 126လုံးမြောက်ခန်းကြီးလေးအတီခန်းကြီးလေးသူ့ရဲ့ခွံ့ရောင်မီနဲ့အွံ့ရောင်မီကိုအရင်ပြောမယ်ခွံ့ရောင်မီအနေနဲ့ကခါနေရူဆိုတာကပူးတွဲလှုပ်ဆောင်တာပူးတွဲလှုပ်ဆောင်တယ်လို့ပြောလို့ရတယ်ဒါမဟုတ်ရင်ဘာလဲနောက်ထပ်ကိုယ့်ရဲ့ job main job တစ်ခုရှိမယ်အဲ့ဒါကို side job အနေနဲ့လှုပ်ဆောင်တာနောက်အလုပ်တစ်ခုအဲအဲ့လိုပုံစံမျိုးမှလည်းသုံးတယ် two or more jobs ပေါ့နော်အလုပ်တွေကိုကိုကတွဲပြီးတော့လှုပ်ဆောင်နေဆိုရင်လည်းခါနေရူဆိုပြီးတော့ပြောလို့ရတယ်ဟုတ်ပြီအဲ့ဆိုရင်သူ့ရဲ့အွံ့ရောင်မီကိုဆက်ကြည့်ကြမယ်နော်အွံ့ရောင်မီနေနေကခန်း ဘယ်လိုနေရာမှာသုံးလဲဆိုရင်ခန်းကျော်ဆိုတာကပူတွဲအဲ့လိုဒီဟာလေးကလေအမြဲမြင်မှုတွေပါလေကျော်မှုဆိုတာကလုပ်ငန်းအဲအဲ့အလုံးမှာပဲတွဲတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ခန်းကျော်ဆိုရင်လေပူတွဲအလုပ်ဖြစ်သွားတာသူကပူတွဲဒါအလုပ်ဆိုပြီးတော့ဖြစ်သွားတာပူတွဲအလုပ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ခန်းကြီးလေးရဲ့မှတ်နည်းကိုဆက်ကြည့်ကြမယ်နော် တကန်းကြီးလေးကိုဘလို့မှတ်မလဲဆိုခိတိုင်းအမြဲတမ်းပြောကြရပါခိတိုင်းခိတိုင်းခိတိုင်းမုန်းတယ်နော်မုန်းတယ်ဆိုရင်ခန်းကြီးလေးနဲ့ तू ਆ စင်တယ်အဲ့တော့ဒါခိတိုင်းအဲ့တော့ဘာလဲဆိုဒီမှာကြခိတိုင်းမှာဘာလေးပို့နေလဲမိန်းမပို့နေနော်အဲ့တော့ဘာဖြစ်လဲ तू ਆ ကြခိတိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့မိန်းမတွေကိုမုန်းတယ်လို့မှတ်ထားအဲ့တော့မိန်းမတွေကိုမုန်းတော့မိန်းမတွေနဲ့ပူးတွဲမလုပ်ဆောင်သူ့ကိုဖြုတ်ပလိုက်မယ် ပူရဲမလုံဆောင်မှုဆိုရင်ဘာဖြစ်သွားမှာလဲဆိုတော့ခါနေရူဖြစ်သွားမိမရင်းနဲ့ပူရဲမလုံဆောင်မှုဆိုရင်ဘာဖြစ်သွားမလဲသူ့ရဲ့ခန်းကြီးလေးခါနေရူဆိုရဲခန်းကြီးလေးဖြစ်သွားမယ်မိမတွေကိုခီတိုင်းပေါ့နော်ဒါကြီးတစ်ခုလုံးကခီတိုင်းမိမတွေကိုမုံတော့မိမတွေကိုဖြုတ်လိုက်အဲ့တော့သူတို့နဲ့ပူရဲမလုံဆောင်ဆိုတော့ခါနေရူဆိုပြီးမှတ်လို့ရတယ်ဟုတ်ပြီအားဆိုရင်126လုံးမြောက်ခန်းကြီးလေးကခါနေတူပူတွဲလုံးဆောင်နဲ့ခန်းဆိုတာကခန်းကျော်ဆိုပြီးတော့တုံးလို့ရတယ်ပူတွဲအလုပ်ဆိုပြီးတော့ဟုတ်ပြီအားဆိုရင်128လုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်နော် ။အာ128လုံးရောက်ခန်းကြီးရတယ်ဒီခန်းကြီးလေသူ့ရဲ့ခွင့်ရောင်မီကစကုဆိုတာက အလုတ်စဝင်တာပေါ့နော်။အလုတ်စဝင်တယ်လို့ပြောလို့ရတယ်။ပြီးတော့ကျနောက်တစ်ခုကအွန်းရောင်မီအနေနဲ့ကရှူးရဲ့ဂျူးရဲ့ဟုတ်ပြီရှူးကိုဘယ်နေရာမှာသုံးလဲဆိုရှူးရှော့ခုခါဇူတိုနော်အလုတ်ရှာဖွေခြင်းလုပ်ငန်းစဉ်ရှူးရှော့ခုခါဇူတိုဆိုပြီးတော့ပြောတယ်။ အဲ့တော့ဟုတ်ပြီခါတူတော့ရှေ့ခန်းနေမှာတင်ပြီးတာเนาะဗာလဲဆိုတော့ activity ကိုပြောတာခါတူတော့အဲ့တော့ shoe shop ကခါတူတော့ကြတော့လုပ်ငန်းရှာဖွေရဲ့အလုပ်ရှာဖွေရဲ့လုပ်ငန်းစဉ်ဖြစ်သွားမယ်ဟုတ်ပြီအဲ့ဆိုရင် shoe ကပြီးသွားပြီဆိုတော့ juke juke လေးကိုဘယ်နေရာမှာသုံးလဲ jaw juke jaw juke ဆိုတာကဗာလဲ ပြည့်စုံမှုပေါ့เนาะဒီဒါကြောင့်နာရုခန်းကြီးလေးပေါ့เนาะဖြစ်လာတယ်ဒါမှမဟုတ် grow ကြီးထွားလာတယ် develop ဖြစ်လာတယ်ဆိုတဲ့အသေးပဲရတဲ့ခန်းကြီးလေးသူ့ကိုကျူးနဲ့ပေါင်းလိုက်တော့ဘာဖြစ်သွားလဲပြီးပြည့်စုံမှုဆိုပြီးဖြစ်သွားတာအဲ့တော့ဗာလဲဒီခန်းကြီးလေးရဲ့အမှတ်ကြီးကိုဆက်ကြည့်ကြမယ်เนาะ မှတ်နည်းဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်အဲ့တော့ဒီသူ့ရဲ့ဒီအနောက်ပိုင်းလေးပေါ့နော်နှစ်ပိုင်းပိုင်းပြီးတော့ဒီအနောက်ပိုင်းလေးကကြပါလဲဆိုတော့မော့တိုမော့ဆိုရဲတဘာကြရဲနေရာမှာကြရဲဆိုရဲအအတိပေးရတဲ့ခန်းကြီးလေးဖြစ်တယ်နောက်တစ်ခုဒီဒီရှေ့ကခန်းကြီးလေးကကြပါလဲဆိုတော့ Tokyo တို့ဘာလို့မှာသုံးတယ်ဘာလဲဆိုတော့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ကြာတိုကျိုမျိုးလို့မှတ်လိုက်မယ်အဲ့တော့ဟုတ်ပြီ ဒီမှာဆိုရင်မူတုံမို့ဆိုတာနေရာမှာကြာတဘာဝကြာတယ်ပေါ့နော်တဘာဝကြာတယ်တူဂျိုမျိုးမှာအလုဆဝင်တာတဘာဝကြာပဲလေအဲဆိုပြီးတော့ပြောလို့ရပါလေတဘာဝကြာတယ်တူဂျိုမျိုးမှာအလုဆဝင်နေဆိုတာကတဘာဝကြာတာပဲဆိုပြီးတော့ပြောလို့ရတယ်လို့အဲပေါ့နော်ဒီမှာဆိုရင်အဲတဘာဝကြာတယ်တူဂျိုမျိုးမှာအလုရှာဖွေခြင်းလုပ်ငန်းစဉ်တွေကိုလုပ်နေတာကနော်ဟုတ်ပြီအဲ့ဒါဆိုရင်128လုံးမြောက်ခန်းကြီးရလဲပြီးသွားပြီပေါ့နော်အဲ့တော့နားဆက်လို့လည်းရမယ်ထင်ပါတယ်အရရတူကိုဆိုင်မတ်မတ်တနေဘိုင်ဘိုင်